စူးစမ်းထားသမျှငလျင်အတွက်ပြန်လှုပ်ခဲ့တဲ့ရေခဲကြောင်းတဲ့ကိုဆိုင်စောပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဇမိုင်ချန်တဲ့ပရိသတ်ကြီးရဲ့အခုတလောလိုင်းပေါ်မှာနမည်ကြီးနေတဲ့ရေခဲတုတ်တဲ့လေးကိုဆိုင်စောကတော့တွေ့သမျှလူတိုင်းကိုသူတက်နိုင်တဲ့ရေခဲတုတ်တွေလှူရန်ပေးနေလို့လူတိုင်းကချီးကျူးနေကြတာပါ စကိုင်းမြို့ကငလင်ဘေးတင်နေပြည်သူတွေအကြားရဝေကလာရောက်လှူဒန်းတဲ့ပရဟိတသမားတွေနဲ့အလူရှင်ကားတွေကိုသူ့မှာပါတဲ့ရေကဲတို့တွေကိုရရရရကျွေးခဲ့ပြီးငလင်ဘေးတန်ခန်းစားခဲ့ရတဲ့နေရာကပြည်သူတွေကိုလည်းရေကဲတို့တွေလှူဒန်းကျွေးမွေးခဲ့ပါရယ်ရှိခဲ့ကြတဲ့လေးကိုဆိုင်ဆောင်ဟာစိုက်ကဲအစုံလေးနဲ့ဘီရွေနဲ့ရှိခဲ့တို့တွေကိုလဲရောင်းနေတဲ့သူဖြစ်ပေမဲ့သူတက်နိုင်တဲ့ဘက်ကနေစေတနာတရားတရားထက်သန်စွာနဲ့ရှိခဲ့တို့တွေဝေပေးခဲ့တာပါကိုဆိုင်ဆောင်ဟာစကိုင်းမြို့ကကြောက်တာရွာအနီးမှာရှိခဲ့တို့တွေလိုက်လံရောက်ချလေးရှိပါရဲ့ ကိုဆိုင်စော်ပြောတာကတော့ငလျင်ဘေးတင်တဲ့ပြည်သူတွေဒုက္ခသည်တွေကိုလာရောက်ကူညီလှူဒန်းပေးနေတဲ့အလူရှင်တွေပရိတ်တသမားတွေကိုကျေးဇူးနဲ့ဆန္ဒကြောင့်ရကဲတို့တွေအခမဲ့ကျွေးခဲ့တာလို့ပြောပါရယ်တနေ့လုံးမှတနေ့စားရတဲ့သူဖြစ်ပြီးဒီနေ့ရောင်းရတဲ့ငွေဟာနောက်နေ့အရင်ပြန်လုံရတာမို့သူ့ရဲ့စိတ်ထားလေးကလေးစားစရာပါပဲတရုတ်မဲကိုဆိုင်စော်ကတော့တောက်ထဲနေရတဲ့သူဖြစ်တာမို့အရင်အဆုံးခံပြီးနေတိုင်းငလျင်ဘေးတင်တဲ့ပြည်သူတွေကိုရကဲတို့တွေအခမဲ့ဝေပေးနေပါရယ် သူ့ရဲ့ဗီဒီယိုဖိုင်လေးကအရန်နာမည်ကြီးသွားပြီးတနားလိုလုပ်ငန်းရှင်နေဖို့ဆိုပြီးပတ်စံနေသွားလို့ကြတဲ့သူတွေလည်းရှိလာပါတယ်။တိုင်းမဲ့ကိုဆိုင်စော်ကတော့သူရရှိတဲ့ပတ်စံအလူငွေ15သိန်းကိုတပြားမကျန်ငလျင်ပေးအတွက်ပြန်လည်လှူရန်ခဲ့တာပါ။တတိယတချို့ကတော့ရိုးသားကြိုးစားတဲ့ကိုဆိုင်စော်ကိုကိုပိုင်ရေခဲထုတ်ဆက်ပေးလှူသားမယ်လို့လည်းလိုင်းပေါ်မှာတွေ့နေရပါတယ်။ကိုဆိုင်စော်ဟာငငယ်လေးတွေကမိဘမရှိဘဲနဲ့ကြီးပြင်းလာခဲ့ရပြီးအသက်9နှစ်အရွယ်လောက်ကတော့မိခင်ဖြစ်သူကိုတစ်ခါပဲတွေ့ခဲ့ဘူးပါတယ်။ ရက်ကွက်တွေကအတော်ကြီးကြောက်ကပဲသူ့ကိုမွေးစားခဲ့တာပါကလေးငယ်ရီကိုမြင်လိုက်မိဘမရှိခဲ့တဲ့သူ့ရဲ့ကလေးဘွားကို ပြန်တွေ့မိပြီးဝမ်းနဲ့အားငယ်လာတယ်လို့ပြောပါရယ်ကိုဆိုင်စောကတော့ရေခဲတော့ရှောင်းလို့ရတဲ့အမျက်ကတရက်ကိုတတောင်လောက်မြက်ပြီးသူ့ရဲ့စိုက်ကယ်လေးကအရန်ဟောင်းနှမ်းနေပြီးမှကလစ်ဘိန်လေးတစ်စီဝယ်နိုင်မှုအတွက်စူးစမ်းစူးစမ်းနေရပါကြောက်ရင်မသူ့စိုက်ကယ်ဝယ်ဖို့အတွက်စူးစမ်းထားတဲ့ပတ်စံတွေအလုံးကိုလည်းငလင်ပြေးအတွက်လှူဒန်းခဲ့ပါသေးတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့တင်ပြကြောင်းလေးကတော့ဒီလောက်ပါပဲရှင် အမြင်ဒီလိုမျိုး update ဖြစ်နေတဲ့တင်ကြောင်ရတွေကိုစဉ်စောမပြတ်တင်ဆက်ပေးသားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ပြီးဗေးနာ notification လေးကိုနှိပ်ထားပေးဖို့လည်းကြောင်းဆိုကြပါရစေ။နောက်ဆက်အားပေးခဲ့ကြတဲ့ပရိသတ်ဥတျချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။